စင်ကာပူမှာပြန်ရောက်မှုဆိုပြီးတော့ဗောနော်ဆက်သသိန်းကျော်ပေါ်မှာသွားတယ်အမှားလေးပါနော်လက်ကားအမှားလေးပါရှင်ဒီမှာကဆမျက်စီမှာဆက်သသိန်းကျော်ပေါ်မှာသွားတာဖြစ်တဲ့အတွက်ကြောင့်မလို့ဆမျက်ကဖြစ်စီရဲ့တွန်နီပါဆန်ကိုဟိုဗောနော်ရှော့ပေးတာဗောနော်ဒါလက်ကားစင်းနေပေးတာပါရှင်နော်အဲသူယူသွားရအကုန်လုံးကကြောက်ဆက်တဲကြီးပဲယူသွားတာရှင်နော်ကြောက်ဆက်တဲပေါ်မှာဒီဇိုင်းဒီဇိုင်းစုံအယောင်ဒီဇာကာလာမျိုးစုံကိုယူသွားတာဗောနော်ဒီကြောက်ဆက်လေးကကြတော့ဘေးဥအချွန်းလေးဗောနော်ရွှေချွန်းပါတယ်ဘေးဥဆက်အဲသူကကြတော့နော်တစ်ဆက်လေးမျိုးပါတယ် အယောင်လေးခါကျတော့ဒီမှာအယောင်ဆုံးကိုယူသွားတာနော်သူကအဖြူရောင်တော့ဒီရောင်ဆုံးတော့အပြာရောင်တော့အစိမ်းရောင်တော့သူကအစုံပဲယူသွားတာသူကလေးမျိုးတော့ပါတယ်ဆွဲကြိုးလေးကဘေးဥပုံစံလေးကိုမှအောက်မှာဆွဲသီးလေးတစ်လုံးရယ်နခတ်ကတလုံးကြောက်နခတ်ကောနော်အနောက်ကတော့ဖောက်ဆွတ်နေသူကလာတယ်ပြီးတော့တလုံးကြောက်လက်ဆွတ်ကလေးနဲ့ပြီးတော့လက်ကောက်ကလေးကတည်းတန်းသွားလက်ကောက်ကလေးနောက်ကပက်တာလေးနဲ့ ပြီးတော့ဒီဒီပုံစံလေးကကြတော့တထဲကြီးကြီးကွင်းပေါ်ဆိုတော့เนาะအရန်အဆင်ပြေတယ်။သူကနှစ်တန်းလေးလုတ်ပေးထားတယ်။အောက်ကကြတော့စောက်ကိုပြတွဲကြပုံစံမျိုးလေးပေါ့เนาะအဲအနောက်ကကြတော့သူကတန်ကြိုးလေးနဲ့နာကြီးကြိတ်ကလေးနဲ့လာတယ်။လက်လက်စုပ်ကလေးလေးပါတယ်ပေါ့เนาะလက်စုပ်ကလေးကတလုံးကြောက်ကလေး။အဲပြီးတော့ဒါလေးကကြတော့အဲသူမြတ်တော့ပေါ့နော်လူတိုင်းအရန်ကြိုက်တဲ့ဒါပုံစံမျိုးပုံစံလေးပေါ့နော်။နော်ဒါလေးကကြတော့သူကခုနကအဖြူရောင်ဒါလေးကကြတော့ကြောက်စင်းရောင်လေး။ နှဆွဲလေးကကြတော့လေးလုံးတန်းနှဆွဲလေးကိုသုံးလုံးတန်းနှဆွဲလေးကိုမှနောက်ကပေါက်ဆုပ်ကလေးနဲ့လာတယ်နော်။ကျိုးရဲ့အရှိလေးကတော့ဆက်ရှိလက်မှာပေါ့နော်။လက်စုတ်ကလေးကတလုံးကြောက်လက်စုတ်ကလေးလက်ကောက်ကလေးကကြတော့သူကပက်တာနဲ့နောက်ကပက်တာနဲ့ပြီးကနုတ်ကလေးနဲ့လာတယ်ပေါ့နော်သူကဝါတဲ့သူဝေဖို့အတွက်ကိုလည်းအစင်ပြေတယ်ဒါလေးကကြတော့ရောင်စုံလေး ဒီမခါကြတလို့နှစ်တန်းနှစ်တန်းကျိုးလေးကိုသွားလေ3ရောင်ယူသွားတာရောင်စုံလေးရဲ့အဖြူရောင်လေးရဲ့ပြီးတော့မှအကြောက်စဲရောင်လေးရဲ့ယူသွားတာပေါ့နော်အနောက်ကတော့ဖောက်ဆုတ်ကလေးနဲ့လာရဲဒါလေးကလေသူ့မျက်စီမှာဈေးရလေတအားကြံနေတဆက်စာလို့နော်လေးမျိုးပေါင်းတဆက်စာကိုမြမငွေ6000ကျပ်အတိနဲ့ပဲရမယ်ဈေးလေးဆိုလေကွာတော်တော်တန်တဲ့ဈေးလေးနဲ့ရတယ်နော်ဒီဟာလေးကကြတော့ဘေးဥဆက်ကလေးပေါ့နော်ဒီဘေးဥဆက်ကလေးကကြတော့ ဒီခောက်ကလက်ကောက်လေးပါတယ်အရောင်လေးကကြတော့နီညိုရောင်လေးနဆွေးလေးကကြတော့လေးတန်းလေးလုံးသွားနဆွေးလေးပေါ့နော်အနောက်ကတော့ဖောက်ဆွတ်ကလေးနဲ့ပဲလာတယ်ကျောက်ဆက်တွေအများသောအဖြစ်ကဖောက်ဆွတ်လင်းပဲလာတယ်ပေါ့နော်နက္ခတ်တွေကကြတော့လက်ကောက်ကလေးလက်ကောက်ကပက်တာလက်ကောက်အနောက်ကတော့ကနုတ်ကလေးနဲ့သွားထားပေးတယ်လက်ကောက်ကလေးပေါ့နော်ပြီးတော့မို့ဒီဆက်ကလေးကကြတော့နော်လက်ကားသမားရောလက်လီသမားရောအရန်ယူတယ်အရန်ကြိုက်ကြတယ်ကျောက်ဆက်တဆက်စာနော်သွားကြတော့ ဘဲဥပုံစံအဲနော်ကျိုးကိုမှအောက်မှာဆွဲသီးတလုံးကအကြီးပါတယ်ပြီးတော့ငကက်ကလည်းမူလီရင်းနော်မူလီရင်းနဲ့ရောင်စုံငကက်လက်စုပ်ကလေးကကြတော့လေသူကဆွေးချုံနဲ့လိုက်ဖက်တဲ့လက်စုပ်ကလေးနော်လက်ကောက်ကလေးကလည်းအဲအနောက်ကလည်းထက်ထက်ကြီးကြီးနဲ့ကနုံနဲ့ပန်းပွင့်လေးပါတယ်ပတ်တာလက်ကောက်ကလေးနောက်ဆွဲသီးလေးကတော့တော်တော်ကြီးရယ်ဒီတဆက်ကောဆုနဲ့စီမှာမြမငွေတသိန်းတထောင်တထောင်နဲ့ရမယ်ဒါလေးကကြတော့လူငယ်ပိုင်းနဲ့လူလက်ပိုင်းနဲ့အရန်ကြိုက်ကြလဲ သူကကြတော့တသေးလေးနဲ့ပေါ့နော်အဲ classic session ကိုချင်နေဆိုတော့ဒီပုံစံလေးကိုကိုဝေ့ကြရဲပေါ့နော်သူကကြအောက်မှာနှစ်တန်းတွဲကြနေတယ်အဲပုံစံလေးနဲ့ ကျိုးလေးကကြတော့တန်ကျိုးလေးနဲ့လာတယ်ပြီးတော့နာကြီးကြိတ်ကလေးနဲ့ဒါလေးကကြတော့ဥစီကျိုးလေးသူကအောက်ကဆွဲသီးလေးပါတယ်ဆွဲသီးလေးကကြတော့သူကနည်းနည်းအသေးလေးပေါ့နော်သူကလည်းလေးမျိုးတစ်ဆက်နော်ဆွဲကျိုးနဆွဲလေးကကြတော့ကြောက်ကငါးလုံးတက်နဆွဲလေးနဲ့သူကရောင်စုံလေးပေါ့နော်ဒီမှာယူသွားတယ်လက်ကောက်ကလေးတထန်းသွားလက်ကောက်ကလေးဒါလေးကကြတော့ကြောက်အဖြူရောင်လေးယူသွားသေးတာဥစီကိုသူကနှစ်ရောင်ယူသွားတယ်ရောင်စုံလေးနဲ့အဖြူရောင်လေးယူသွားတယ်ပေါ့နော်အဲသူကတစ်ဆက်ကိုတော့စဉ်းစားစီမှာမြန်မာငွေ9500ကျပ်အတိနဲ့ပဲရမယ် ်ဒါကလေးတန်တယ်ရှင်လက်ကောက်တကွင်းကိုတော့အခုအချိန်မှ၂000ကျော်နေတာပေါ့နော်ဒါလေးကကြတော့ရေလိုင်းဆက်ကလေးသွားအပြာရောင်လေးယူပါတယ်နော်အဲလင်းမျိုးပေါင်းတစ်ဆက်ပေါ့နော်အနောက်ကတော့တန်ကျိုးလေးနဲ့သွားတယ်နားလက်ချိတ်ကလေးနဲ့သူကကြတော့လာတယ်ပေါ့နော်အဲ့လိုမျိုးလေးလှက်လှလေးဒီဆက်ကကြတော့အကောင်သေးပြီမဲ့အစိတ်ရမ်းပြင်းတယ်ဒီဆက်ကကြတော့ပန်းပွင့်ကိုမှသွားခရေပန်းပွင့်ပုံစံဆက်ကြောက်တွေကအရန်လှတယ်လေးခါနေအောင်လှတယ်ပေါ့နော် သူ့မှာတော့၃မျိုးပေါင်းတစ်ဆက်ပါတယ်ဒီမကကြောင်နှက်ရောင်ယူသွားတဲ့ခရမ်းဆွေးလေးနဲ့ပြောင်ကောင်းစိမ့်လေးပေါ့နော်ဒီလိုနှက်ရောင်လေးကိုယူသွားတယ်ရှင်เนาะသူကနှက်ကတ်ကလေးကတော့တလုံးကြောက်နှက်ကတ်ကလေးနဲ့နောက်ကဖောက်ဆုပ်ကလေးပေါ့ဒါလေးကကြတော့ခယူးပတ်ခွဲစိတ်မုံခယူးပတ်ခွဲလေးမျိုးတစ်ဆက်ကလေး နော်ဒါလေးကဆွဲကြိုးလေးကတကယ်ကြီးကြီးထဲမှာပါတယ်အဲ့လိုမျိုးလေးပေါ့နော်ပြီးတော့ဒါလေးကတူကလာဆွဲသည်တူကလာဆွဲသည်မှာစွမျက်စီမှာအယောင်၈ရောင်ရှိတာရောဒီအမကရှစ်ရောင်လုံးယူသွားတာရှစ်ရောင်လုံးကလည်းနော်အကောလုံးအယောင်ဆန်းအယောင်လှရည်ကြီးပဲတယောင်မှာကိုပြည့်ရစရာမရှိတဲ့အတွက်ကြောင့်မို့ဒီတူကလာဒီလိုဆွဲသည်အယောင်ဒီဇိုင်းဆန်းအယောင်ဆန်းလေးကိုဒီမှာအကုန်ယူသွားတာပေါ့နော်အယောင်တွေကတော့ပြောင်ကောင်းစိမ့်အောင်တော့ရွှေတွင်းဝါတော့ကြောက်စိမ့်တော့အဲပြီးတော့ blue topaz တော့အဲအဲ့လိုမျိုးအယောင်တွေကတော်တော်လေးလေးလှတယ်။တော့ဒါ ူးရက်စီမှာဆွဲသီးတလုံးကိုမြန်မာငွေ26000ကျပ်အတိနဲ့ပေးရပါမယ်ရှင်နော်။ဒီဇိုင်းကြီးတွေကအရန်လှတယ်။နောက်ဆုံးယူသွားတာကကြတော့တူးကလာလက်စွပ်ကလေးကိုယူသွားတာရှင်။ဒီတူး